မင်္ဂလာပါဒီဗီဒီယိုလေးကတော့ကင်းရဲ့ voice sample လေးပေါ့နော်ပုံမှန်စကားပြောလို့ပဲပြောပါမယ်ဟုတ်ခဲ့ပါဒီပပညာညာပြောင်းနေမယ်ဆိုရင်ကြားလို့လေဒါဆိုရင်ကျွန်တော်တို့စကြရအောင်ဆက်ဆက်ဆက်ကပါကအရင်ကဆိုရင်ပုံမှန်ကပါလိုမျိုးပါပဲလူကပုံမှန်လိုပြောနေကြတာပေါ့နော်အရှင်တကုတ်ခုမှနေရာတချို့က back hole လိုမျိုးရှိလာပါတယ်ဒီ back hole ပထမဆုံးဖိတဲ့နေရာနဲ့အကြီးဆုံးဖိတဲ့ဟာကို hollow zero လို့နာမည်ပေးခဲ့ပါတယ် နောက်ပိုင်းချက်ရှိလာတဲ့ဟောလိုများလဲဟောလိုပြီးနောက်ကနမည်လေးပေါ့နော်ဟောလိုများရမှာဆိုရင်နေရာတချို့ကပုံမှန်နေရာတော့မျိုးမဟုတ်ပဲနေရာတွေပါပြောင်းတက်တယ်ပေါ့နော်ဟောလိုတဲ့မှာကြားတော့တဲ့အရာတွေလဲသူကန့်တတ်ထားတဲ့အသိပညာနဲ့ရောက်ရင်ခရက်တက်ဆိုတာဖြစ်တတ်ပါတယ်ခရက်တက်ဖြစ်တော့ရင်အစ္စရေလလိုခေါ်တဲ့မွန်ဆာဖြစ်တော့ပါနော်အသိပညာတိတ်မရှိလဲဟောလိုတဲ့မှာနေတော့ကြားတော့ရင်ပေါ့နော်အီသာဆိုတာဖြစ်တော့လဲပေါ့ ဒီဟောလိုများတွေဒုက္ခဘေးကပဝန်းကျင်တွေကိုစားပြီးချီထောက်လာတာရှိပါတယ်အစားပိုင်းမှာဆိုရင်လူကဘယ်လိုမျိုးကကွာရမဲ့မသိလို့ဟောလိုဖြစ်တာအရင်များတော့ပါပြီကဘာတောင် ပြည့်စည်တော့တဲ့အရှင်နေနာထီရောက်ပြီဗောနော်အဲ့အရှင်မှာပဲအဖွဲစီဟဲလီယော့ဆိုတဲ့အဖွဲကနေမကြီးလာခဲ့ပါလေသူတို့ကောင်းဆောင်ဖြစ်တဲ့အာစလဲဟောလိုရဲ့အကြောင်းတွေအသိပညာတွေရှယ်ပေးပါတယ်ဗောနော်သူတို့အဖွဲကခုနှစ်ယောက်ရှိပါတယ်အထက်မှာလဲဘန်ဘူးတီထွန်းတို့လည်းရှိရဲ့ဗောနော် အဲ့ထဲမှာဆိုရင်သူတို့ကဘဘာအရန်များပြီးဟောလို့အများဆုံးဖြစ်တဲ့နေရာတာကဘောလို့ခေါ်တဲ့နေရာကိုသူတို့ကကခိုင်နေခဲ့ရပါတော့ဟောလို့ကဆက်မသွားတော့ပေါ့နောက်ပိုင်းသူတို့ကိုချီးကျူးတဲ့အနေနဲ့သူတို့ကိုသူရဲကောင်းခုနှစ်ယောက်လိုပဲခေါ်ရပါတော့ဒီတနော်ဒီလိုမျိုးပဲပြောမယ်အင်္ဂလိပ်လိုကဒီတိထက်ပိုလာတယ်ပေါ့နော်ဟောလို့အကြောင်းတချို့အသိပညာတီးပြီးတိုင်းနောက်ပိုင်းမှာတချို့ဖွဲ့ကဟောလို့တိုင်းမှာရှိတဲ့ဤထကိုတက်စစ်အင်အားအနေနဲ့တည်ထွင်ခဲ့တယ်ပေါ့နော် energy တွေပါတယ် ဒီတခုနောက်ပိုင်းမှာပဲလူကပင်ခံပတ်နိုင်လို့ခရတဲ့အနေနဲ့စတော့ပါတယ်ခရတဲ့စလာပြီဆိုရင်မြို့တွေပေါ်လာတယ်ဗောနော်အဲ့ထဲမှာနာမည်ကြီးတဲ့မြို့ကအေဒီဒူဆိုတဲ့မြို့လည်းရှိရဗောနော်အဲ့ဒါက main character ဖြစ်တဲ့ white နဲ့ blue တို့ရဲ့အစာပိုင်းသူတို့နေတဲ့နေရာပါ hollow တဲ့မှာက iterative တွေရင်းမြတယ်ဗောနော်အဲ့ iterative တွေပြန်တက်နိုင်ရင်တော့ hollow တေးတော့တာမျိုး hollow ပြတ်သွားတာမျိုးရှိတတ်ပါတယ်ပြီးတော့ hollow တဲ့မှာလည်းတန်ဖိုးရှိတဲ့ ether ဆိုတာရှိလို့ အဖွဲ့စီတရှိုးလဲ holiday ဝင်ပြီးပတ်စံတော့ချာတာမျိုးရှိတတ်တယ်ပေါ့နော် MC တို့လဲပတ်စံရင်လိုတဲ့အနေနဲ့တခါတလေလဲ agent နေနဲ့ပေါင်းပြီး holiday ဝင်တော့ရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့ game play holiday zero ဆိုတာမျိုးရှိလာတာပါ holiday မှာရှိတဲ့ ethereal လဲတခါတလေအပြင်ပုံကြီးကိုထွက်လာတတ်ပါတယ် holiday ကိုထက်မကြီးအောင်နဲ့ ethereal တွေကိုကကွန်နေဖို့ဆိုရင်ပြီးကလူတွေတည်တည်ထားတဲ့ရှိယူဆိုတဲ့တိုင်လေးထောင်ထားရပါတယ် ခုနပြောတဲ့အီထလီကအပြင်ပုံးကြီးကိုထွက်လာပြီးလာရှားတတ်တာကဒီတိုင်းလားလာရှားတတ်တယ်ဗောနော်ပြီးရင်ဒီတိုင်းကိုကခိုင်းနေဖို့ဆိုရင်မစ်ရှင်နဲ့ရှိတယ်ဗောနော်အဲ့တကတော့ကျွန်တော်တို့ဒီတိုင်းပဲရှိယူဒီဖ ens ဆိုတာရှိလာတယ်ဗောနော်တခါတလေလဲဟောလို့လဲမှာကဘာဘာရမ်းမြတဲ့အီထလီလိုရှိတတ်ပါတယ်သူတို့ကိုတတ်နိုင်ဖို့ဆိုရင်ဝိုင်ဟန်တာဘာဘာတော့လိုလဲဗောနော်အဲ့ဒီမစ်ရှင်များကို daily assault လို့ခေါ်တယ်ဗောနော်ဒါလေးကတော့ special mission လေးဗောနော် ဟောလိုတဲ့မှာကတန်ဖိုးရှိတဲ့ရာအင်မကြီးရှိလို့အပြင်ပြန်ယူထွက်လာရင်စီမင်းစည်းကမ်းရှိရပါတယ်စီမင်းစည်းကမ်းမရှိရင်ကဘာပြန်ပြတ်တော့မှာပေါ့နော်သူတို့ကိုပြန်ကြည့်ရှုတဲ့အနေနဲ့ HIA ဆိုတဲ့အဖွဲ့ရှိလာပါတယ် HIA ကိုကြည့်မယ်ဆိုရင်အစ်စ်ခိုင်တော့ရင်ကျွန်တော်တို့ခေါ်တဲ့ Q ပုံစံလေးပေါ့နော်ဒါလေးက Q အကြီးလေးပေါ့ HIA ကလည်းသူတို့က Horror ထဲမှာဝင်မဲ့လူကိုဘယ်တော့အကြင်းနေနေလဲပေါ့နော်ပြီး Horror ထဲမှာလည်း ီထိုးတွေများသည့်ရှိလို့ SIA နေရာများစုမှာလဲ hologram ဆိုတဲ့ simulation ရှိတယ်ဗောနော်သူတို့ကလည်း hologram စမ်းသပ်တာရှိတော့တခါတည်းလဲလဲ mission တွေပါရှိရဲ့ဗောနော်ကျွန်တော်တို့ EAP ဖားမလာလဲသူတို့ရဲ့ mission တခုပါပဲ hologram မှာဝင်သွားမယ်လို့ဆိုရင်အရင်ဆုံးစမ်းသပ်ရပါတယ်ဒီအီထလီကိုဘယ်လောက်ထိပြန်ခေါ်ရတဲ့နိုင်လဲဗောနော်ဒီယောဂါဖြစ်တာဘယ်လိုမြင်လဲဆိုရင်စမ်းသပ်တဲ့ဆိုတဲ့အရာလေးရှိတယ်ဗောနော်ဒီအရာလေးကစမ်းသပ်မယ်ဆိုရင် ပွိုင်းက50ထက်နေရင်တော့ HoloLens မှာဝင်တော့ရင်တော့ Ethereum တန်းဖြစ်မှာပေါ့နော်ဒီ50ထက်ကျော်တော့ရင်တော့ HoloLens မှာနေနေတော့တာပါပွိုင်း50မကျော်လဲဝင်နေမင်းကြီးတွေအများကြီးရှိရပေါ့အဲ့ဒါကစေးတွေပါတောက်တာတော့အင်ဂျီတွေပါဝေးတာတော့အဲ့လိုမျိုးနဲ့လဲ HoloLens ဝင်လို့ရတယ်ပေါ့ Holo ကဝင်မင်းကြီးတွေအများကြီးရှိတော့တခါတလေလဲ HNA မတိအောင်နဲ့တခါတလေလဲ Opacity တချို့က HNA မတိအောင်သူတို့ကိုပိုင်အလုံးနဲ့ဝင်တော့ရအောင်နဲ့ တချို့လူစိုးဖက်စီများလဲဒီနေ့နဲ့ပဲဝင်ကြတာပါဂိမ်းထဲမှာတွေ့များတဲ့အော်လို့ဆောင်းထားတဲ့ enemy တွေဒီနေ့နဲ့ပဲဝင်ကြတာပါနော်သူတို့ကို hollow leader လို့ခေါ်တယ်ပေါ့နော် hollow တွေမှာကနေရာတချို့ကပြောင်းသွားတာရှိလို့တခါတလေလဲဝင်တော့ရင်ပြန်မထလာတာမျိုးရှိတတ်ပါတယ်ဒါကြောင့် map ရှိရတယ်ပေါ့နော်ဒီ map ဖွင့်ဖို့ဆိုရင်တော့ပုံမှန်ဆိုရင်ဘန်ဘူးသုံးပါတယ်ဒီဘန်ဘူးသုံးတယ်ဆိုရင်ပုံမှန်ဆိုရင်တော့ဒီဘန်ဘူးကို hollow ထဲမှာပို့သွားလိုက်ပေါ့နော်ဒီပို့သွားပြီး ပြထလာတဲ့နောက်ပိုင်းမှာဆိုရင်တော့ memory ကြီးရှိတယ်ပေါ့နော်ဒီ memory ကိုအများကြီးစုပြီး map ဆိုတာရှိတာပါဒီ memory စုတာက gameplay ပိုင်းမှာပြောမှဆိုရင်တော့ character တော့ပြောတာပေါ့နော်ဒီ character က map တွေရဲ့ memory တွေပါပဲဒီ bamboo ကို control တို့ကို proxy တို့ခေါ်တယ်ပေါ့နော်သူတို့ကို proxy များစုဆိုရင်တချို့က point ကဆင်မကျော်တော့ပါဘူးသူတို့ကပတ်စံနဲ့ရရှိနေပြီးပတ်စံပို့ရအောင်ဆိုပြီးဒီနည်းနဲ့ဝင်ကြတာပေါ့ဒီ bamboo တွေကိုတုံးပြီး Foxy ကလည်းအလုပ်တစ်ခုအနေနဲ့ဆိုရင်တော့ license ရှိရတယ်ပေါ့နော်ဒီ H&A မှာတော့ရှောက်ရတယ်ဒီ license ရှိတဲ့ Foxy ဆိုမှဖန်ခံရပါတော့ဒီ license မရှိတဲ့ Foxy ဆိုရင်အဖန်ခံနိုင်ရေးပပညာရှိတတ်ပါတယ်တရှုပ်ဖွဲ့ဆိုရင် H&A မတိအောင်နဲ့ဒီ license မရှိတဲ့ Foxy ကိုပဲအများဆုံးတုံးကြတာပေါ့နော်ဒီ license မရှိတဲ့အထက်မှာဆိုရင်လက်ကမြင့်ဆုံးက legendary Foxy ကိုခေါ်ပါတော့ဒါကတော့ဒီ license မရှိတဲ့အထက်မှာကနာမည်အကြီးဆုံးပဲပေါ့နော်ဒီထဲမှာလဲကျွန်တော်တို့ရဲ့ main character MC လည်းဒီထဲမှာပါပါတယ် MC တို့ရဲ့ character ဆိုတာသူများနဲ့ဘယ်လိုကွာလဲဆိုရင်တော့ MC ကဘန်ဘူးနဲ့တန်းတရိုင်းနိုင်လို့အထက်ကနေပြောင်းသွားတဲ့နေရာလေးရှိရင်အပြင်ကနေရှိတဲ့ character တွေကိုကြည်ပြီးသူနဲ့သူတွဲလာတဲ့ agent များကိုတန်းပြီးလမ်းညွန်ပေးလို့ရရပါတော့ဒါကြောင့်ဒီ legendary policy ဖြစ်သွားတာဒီထောက်လာတဲ့ရခိုင်နှုန်းကပုံများတော့လို့ပေါ့ဒါကြောင့် MC တို့ကလမ်းစီမရှိလို့အရှိက ဗီဒီယိုဆိုင်ဖွင့်ပြီးအနောက်ပိုင်းမှာဆိုရင်တော့ legendary proxy လေးပေါ့နော်ဒါလေးက sorry ရဲ့အစပိုင်းမှာပေါ့ sorry ကဘယ်လိုမှဆက်ဖြစ်မှာလဲဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့ like ကိုကြည့်ပြီး season ဘိုင်းတော့လောက်တော့မှာပဲပေါ့နော်ဒီ season 2ကတော့လိုက်ရပါရင်များပြီး view တွေပါရင်များမှာဆိုရင်တော့ဆက်လုပ်ဖို့တွေးတော့မယ်ဒီ mic လည်းမရှိဘူးဆိုရင်တော့ပပိုင်ညာရင်လောက်ရတဲ့ခက်တယ်ပေါ့နော်ဒါကြောင့်ပဲကျွန်တော် donate ဖွင့်တာပေါ့နော် donate ကတော့မိုက်ဝေဖို့ပါပဲမိုက်ဝေမိုက်ရှိပြီးနောက်ပိုင်းမှာဆိုရင်တော့ လိုက်လေပါညာရီရှိလာမှာပေါ့နော်ဒီဗီဒီယိုလောက်ကလည်းပို့လွှဲထားမှာဗီဒီယိုကတိတော့ပါပဲဗီဒီယိုကြိုက်တယ်ဆိုရင်တော့လိုက်ပေးထားပါနောက်လေဗီဒီယိုစောင့်ကြည့်မယ်ဆိုရင်တော့ကျွန်တော် subscribe ပေးပါနော်လိုက်နေပါရင်များမှာဆိုရင်တော့အရန်ပဲသဘောချပါတယ်အားလုံးပဲမင်္ဂလာပါတတ်တာ